မင်္ဂလာပါရှင်2014ခုနှစ်ဧပြီလ23ရက်ဗုဒ္ဓဘုနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မိနစ်9:00နာရီခွဲမှတစ်ချိန်နေ့လယ်တနာရီမှတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးရပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် 2008ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ပေးဖို့အတွက်တနင်္သာရီတိုင်းကော့တောင်းမြို့မှာယာနဲ့ချီတဲ့ဒေသခံတွေဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။2008ဖွဲ့စည်းပုံခြေခံဥပဒေကိုလွှတ်တော်တွင်တစ်ခုတည်းနဲ့ပြင်ဆင်ဖို့မဖြစ်နိုင်တာကြောင့်လွှတ်တော်ပြင်ပကပြည်သူတွေရဲ့တောင်းဆိုမှုကိုပြသလိုတဲ့အတွက်အခုလိုဆန္ဒပြတောင်းဆိုတာလို့ကော့တောင်းမြို့ NLD ပါတီရဲ့မြို့နယ်ဥက္ကဋ္ဌဦးသက်နိုင်ကပြောပါတယ်။ ဆန္ဒပြပွဲကိုကော့တောင်း NLD ပါတီဝီရင်ကဥဆောင်ခဲ့တာဖြစ်ပြီးကော့တောင်းမြို့ရွှေစင်ရော်ရက်ွက်ကနေအင်းမြကန်တာရက်ွက်ခရိုင်ပြည်သူစေယုံရှိအထိချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါဒီဆန္ဒပြပွဲမှာကော့တောင်းမြို့88မြို့ဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းနဲ့ဒေသခံတွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာ NGO အဖွဲ့တွေအနေနဲ့ရခိုင်ပြည်နယ်အတွင်းအကူအညီပေးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါပြည်နယ်အဆင့်အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရဲ့သဘောတူညီချက်ကိုရယူမယ်လို့ရယူရမှာဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆုံးဖြတ်လိုက်ပါတယ်။ဒီကနေ့စစ်တွေမျိုးရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့အစည်းအဝေးကနေခုလိုဆုံးဖြတ်လိုက်တာပါ။ NGO ဖွဲ့တွေအနေနဲ့ဘယ်ဒေတာကိုဘယ်လိုအကူအညီတွေဘလောက်ပေးမယ်ဆိုတဲ့အပေါ်အနည်းဆုံးတစ်ပတ်ကြိုတင်တင်ပြပြီးသဘောတူညီချက်ရမှလှုံ့ဆော်ရမှဖြစ်တယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ ECC အဖွဲ့ဝင်စစ်တွေမြို့ကဦးတန်းထွန်းက RFA ကိုပြောပါတယ် ဒါအပြင် Mauritisa International အဖွဲ့နဲ့ MSF လို့ခေါ်တဲ့နေစည်းမခြားဆရာဝန်များအဖွဲ့ရဲ့ရခိုင်ပြည်နယ်အတွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်ကိုခွင့်မပြုဖို့လဲအစည်းအဝေးကဆုံးဖြတ်ခဲ့တယ်လို့ပြောပါရယ်ကုလသမဂ္ဂလက်ရောက်ခံအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကိုတလနီးပါးကြအောင်ရန်နာထားခဲ့ရတာကြောင့်ဒုက္ခသည်စခန်းတွေမှာရိတ်ခါနဲ့ကျန်းမာရေးဆောင်ရှောက်မှုအတွက်အကူအညီတွေလိုအပ်နေတယ်လို့လဲသိရပါရယ်ရှင် ရန်ကုန်တိုင်း ARD တိုင်းနဲ့ပဲခူးတိုင်းတွင်းကလေယာမြေတွေတိမ်းဆဲခံရတဲ့တောင်သူတွေဟာသူတို့လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကိုရန်ကုန်ရွှေကုန်တိုင်းက NLD ရုံးချုပ်မှာဒီကနေ့နေ့လယ်ပိုင်းကလာရောက်တွေ့ဆုံတင်ပြခဲ့ကြပါတယ်။လယ်သမားတွေတင်ပြခဲ့တဲ့လယ်မြေတိမ်းအမှု14မှုရှိပြီးဒီအမှုတွေကို NLD ဥပဒေရေးရာအထောက်အကူပြုဖွဲ့ကစီစစ်ကူညီဆောင်ရွက်မယ်လို့ NLD ဗဟိုလုံမှုဆောင်ဖွဲ့ဝင်ဦးညံဝင်းကပြောပါတယ်။ တဆက်တည်းမှာလဲဒေါ်ဆန်းစုကြည်ဟာဒီကနေ့နေ့လယ်ပိုင်းမှာကွယ်လွန်သူ NLD သဘာဝတိဖွဲ့ဝင်တင်းစားဆရာကြီးဟန်တာဝရီဦးဝင်းတင်ရဲ့ဇာပနာကိုတွားရောက်ပြီးကိုရိုင်းလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ဆရာကြီးဦးဝင်းတင်ဟာ NLD ပါတီစတင်တည်ထောင်ခဲ့စဉ်ကတည်းကဒေါ်ဆန်းစုကြည်နဲ့အတူဥဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ဆရာကြီးဦးဝင်းတင်ကွယ်လွန်တာနဲ့ပတ်သက်ပြီးပါတီရဲ့တိတ်ခါနိုင်ငံရေးတိတ်ခါနိုင်ငံတိတ်ခါနဲ့လူသားတွေရဲ့တိတ်ခါကိုမြင့်တင်ပေးခဲ့သူ နိုင်ငံအတွက်အဖို့တန်လူသားအဖြစ်ဒေါင်ဆန်းစုကြည်ကမှတ်ချက်ချဂါရဝပြုခဲ့ပါတယ်ဆရာကြီးဦးဝင်းတင်ရဲ့ဇာပနအခမ်းအနားကိုဒီကနေ့ရေဝေးတုတ်တံမှာပြုလုပ်ခဲ့ပါတယ်။ဆရာကြီးဦးဝင်းတင်ကိုနောက်ဆုံးအနေနဲ့ဂါရဝပြုဖို့အတွက်နိုင်ငံရေးကျင်းသားဟောင်းတွေမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့ဝင်တွေပါဝင်ဆရာကြီးဦးဝင်းတင်ကိုကြီးညိုလေးစားသူတွေကရေဝေးတုတ်တံကိုလမ်းလျှောက်ချစ်တက်ခဲ့ကြပါတယ်။မြောက်ကလာမြို့နယ်သူတပံလမ်းမှာတွားရောက်တည်င်းယူခဲ့တဲ့ကျမတို့ရဲ့သတင်းတောက်မတင်တင်ထက်ကသတင်းပေးပို့ထားပါတယ်ရှင်။ ဟုတ်ကဲ့ရှင်အခုကျမရောက်ရှိနေတဲ့နေရာကတော့မြောက်ကလာပါမြို့နယ်သူတမလမ်းမကြီးမှာပဲဖြစ်ပါတယ်အခုမှဆိုလို့ရှိရင်တော့ဆရာကြီးကိုဂါရာပြဖို့အတွက်ကိုလမ်းလျှောက်ချတက်လာကြရတယ်ဆရာကြီးရဲ့တပည့်တပန်းတွေနဲ့ဆရာကြီးရဲ့လှုပ်ဖို့ကင်ဘက်တွေပဲဖြစ်ပါတယ်အခုသူတို့ကဆိုလို့ရှိရင်မြောက်ကလာပါအဝိုင်းရနေပြီးတော့ရေဝဲတုတ်တန်အထိကိုလမ်းလျှောက်ပြီးတော့ဆရာကြီးကိုဂါရာပြကြမှာပဲဖြစ်ပါတယ်ဒီချိန်ထဲမှာပဲရန်ကုန်တိုင်းပြည်လမ်းမပေါ်မှာရှိတဲ့ယူတတန်ရိတ်တာမှာဆိုလို့ရှိရင်လည်းဆရာကြီးကိုဂေါပြုပဲခန်းသားတွေပြုလုပ်နေကြပါတယ်အခုမှဆိုလို့ရှိရင်ရေဝဲတုတ်တန်မှာနေကင်း၁၂နာရီရနေပြီးတော့ညနေ၅နာရီ ရီအထိကိုဆရာကြီးကိုဂွန်ပြုပဲခန်းသားတွေကိုကျင်းပတော့မှာဖြစ်ပါတယ်။ယနေ့9နိုင်မှာဆိုလို့ရှိရင်တော့ဆရာကြီးကိုဂူသွင်းတကြုံမှာဖြစ်ပါတယ်။အခုကျမတို့ဟာလက်လျှောက်ခြိတက်လာကြတယ်။ဂါရပြုမယ်။ဆရာကြီးရဲ့တပည့်တပန်းနေတယ်။ဆရာကြီးရဲ့လောဖို့ကင်ဘတ်တွေကိုဘာကြောင့်အခုလိုမျိုးလက်လျှောက်ပြီးတော့ဂါရပြုရတာလဲဆိုတာကိုမင်းညံ့တော့မှာဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဦးအခုလိုမျိုးပေါ့နော်ဆရာကြီးကဝင်းတင်အတွက်ကိုလမ်းလျှောက်ဝဲလေးကြည့်ပါရတဲ့အကြောင်းရင်းလေးတစ်ချက်လောက်ပြောပြပါရှင့်ရည်ရဲချက်လေးပေါ့တို့ကအခုလမ်းလျှောက်ပြီးတော့တုတ်တန်ကိုလမ်းလျှောက်ချမ်းလျှောက်နေကြတာတော့ကျွန်တော်တို့ဆရာကြီးဝင်းတင်ကိုနောက်ဆုံးဂုဏ်ပြုသောအားဖြင့်ကျွန်တော်တို့လမ်းလျှောက်ချီတက်ပြီးတော့သူ့ကိုကျွန်တော်တို့ဂုဏ်ပြုနေကြတာဖြစ်ပါတယ်ကျွန်တော်တို့အခုမြောက်ကလာအဝိုင်းရနေပြီးတော့ရေဝေးတင်ကြိုင်အထိကျွန်တော်တို့လျှောက်ကြမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီမှာကျွန်တော်တို့ညီကိုရဲဘော်တွေအများကြီးပါပါတယ် နောက်ဖွဲ့ပေါင်းစုံတီးတီးရနော်ဒီမှာပါပါတယ်ကိုတင်ကျော်တို့ဖွဲ့တွေပါတယ်။ဒါနဲ့ဒီမိုကရေစီအင်အားစုတွေနိုင်ငံရေးအကျဉ်းသားဟောင်းတွေအကုန်လုံးပါကြပါတယ်။ကျွန်တော်တို့အခုဗမာပြည်မှာခစ်စားနေတဲ့အပတွေအများကြီးပဲ။အဲ့ဒီအပတွေအများကြီးကြားထဲမှာအပကမစားဘဲနဲ့စွန့်သွားတဲ့အပဖြစ်တယ်။မစွန့်ဘဲနဲ့စားတဲ့အပမဟုတ်ဘူး။ဒါကြောင့်မစားဘဲနဲ့စွန့်သွားတဲ့အပကိုကျွန်တော်တို့ကရိုးရိုးတာမန် ဒီရေဝဲကိုကားနဲ့တွားပြီးတော့ဂုံပြုတ်ဂုံပြုတ်တဲ့အစင်လောက်ကိုကျွန်တော်တို့မလုပ်ချင်ဘူးအားကြောင့်ကျွန်တော်တို့တဖွဲ့တယ်မဟုတ်ပါဘူးအဖွဲ့အားလုံးပေါ့နော်အဖောက်ကိုချစ်မြတ်နေတဲ့ဒီမိုးစင်အင်အားစုတွေအားလုံးကနေပြီးတော့ဒီမြောက်ကရအဝင်ရလေးစပြီးလမ်းလျှောက်မယ်လို့ဆော်ရတဲ့အချိန်မှာကျွန်တော်တို့အလုံမတ်တမတ်ကောင်များပေါင်းဆောင်ရေးကော်မတီရလေးပြီးတော့အလုံတမားတုတရားလုံးရဲ့ကိုစားကျွန်တော်တို့အဖောက်ကို ဥညုံအလေးပြုတာပါ။ဒီလိုလမ်းလျှောက်ပြီးတော့လေလမ်းလျှောက်ပြီးဇာပနာကိုပို့ပေးရတဲ့ရည်ရွယ်ချက်လေးတော့တစ်ချက်ပြောပေးပါရှင့်။အော်ရည်ရွယ်ချက်ကအဘအတွက်ပေါ့နော်ဂုံပြုတာပေါ့ညီမရဲ့ပြောမယ်နော်။မတင်တင်ထက်တင်ပြသွားတော့ပါရှင်။ နှစ်ပေါင်း30ကျော်အတွင်းပထမဆုံးကြိမ်ပြည်လုံးကျွတ်တကောင်စီရင်ကိုမက်လ30ရက်နေ့ကနေ AB 10ရက်နေ့ထိကောက်ခံခဲ့ရမှာအိမ်တော်စုပေါင်း10သန်း9သိန်းကျော်ကိုလူရည်စီရင်ကောက်ယူနိုင်ခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကဒီကနေ့ကြေညာချက်ထုတ်ပြန်ပါတယ်ဒီစီရင်ဟာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်အနောက်ပိုင်းဒေသတွေမှာပါဝင်ဘူးလို့သိရပါတယ် တကောက်ဆင်းနဲ့ပတ်သက်လို့ဧပြီလ10ရက်နေ့ကဆက်သွယ်မေးမြန်းရမှာစီးရင်ကြံနေသေးသူတွေအနေနဲ့အခုဧပြီလကုန်အထိတကောက်ဆင်းပေးသွင်းနိုင်တယ်လို့တကောက်ဆင်းကောက်ယူရေးအဖွဲ့စီးရင်ပြုစုရေးနဲ့အချက်လက်ဆန်းစစ်လေ့လာရေးအဖွဲ့ကဒေါက်တာခန်ခိုင်ဆိုး RFA ကိုပြောကြားထားပါတယ်တကောက်ဆင်းကောက်ယူပြီးခဲ့တဲ့မြန်မာနိုင်ငံရဲ့လူ့ရေးစီးရင်ကိုလာမယ့်နှစ်2015မတ်လလောက်မှာထုတ်ပြန်ကြေညာမယ်လို့လည်းသိရပါဗျ။ ရန်ကုန်မြို့တွင်နေ့စဉ်ရင်ကျောပိတ်ဆို့မှုပြဿနာကိုဖြေရှင်းဖို့အတွက်ဒီကနေ့ပြန်လည်ကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့ပါတယ်။ရင်ကျောပိတ်ဆို့မှုဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်တောင်ကလာပါမြို့နယ်မဲဆန္ဒနယ်အမှတ်2ကလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမင်းအောင်ကဒီကနေ့အဆိုတင်သွင်းခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်ပေါင်း48မြို့နယ်ရှိရာမှာမြို့ရင်းပိုင်းနဲ့စင်ကြယ်ဘုံဘက်တွေမှာနေ့စဉ်လူလူရင်ကျောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက်မြို့ရင်းကိုသွားရောက်လုလုကင်ကြတဲ့သူတွေဟာအလုတ်သွားအလုတ်ပြန်မှာအချိန်ကုန်ကြရတယ်လို့ပြောကြပါတယ်။ဒီအဆိုကိုလာမယ့်ဧပြီလ25ရက်နေ့မှာပြုလုပ်မဲ့တိုင်းဒေသကြီးလွှတ်တော်စည်းဝေးမှာဆက်လက်ပြီးဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စည်းဝေးကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ23ရက်နေ့ကနောက်ဆုံးကျင်းပခဲ့တာဖြစ်ပါတယ်။ အစိုးရယုံတွေမှာလွတ်လပ်စွာတည်ရယူခွင့်ရှိဖို့နဲ့အကျဉ်းချနေတဲ့တည်နှောက်တွေအားလုံးလွတ်မြောက်ရေးအတွက်ဆန္ဒပြတောင်းဆိုဖို့တီမြို့ဒေသခံတည်နှောက်တွေကခွင့်ပြုချက် တောင်းခံတဲ့အပေါ်မြို့နယ်ရက်တပ်ဖွဲ့မှုယုံကညှင်းပယ်လိုက်ပါတယ်ရက်တပ်ဖွဲ့မှုယုံကခွင့်မပြုပေမဲ့မိမိတို့အနေနဲ့ဆန္ဒပြတောင်းဆိုသွားမယ်လို့ဒီဆန္ဒပြခွင့်တောင်းခံခဲ့တဲ့ပြည်မြို့ခံတည်နှောက်တွေကပြောပါတယ် ဆန္ဒပြခွင့်ကိုအေဗီလာ19ရက်နေ့ကနေမြို့နယ်ရတက်ဖွဲ့မှုရုံးမှာခွင့်ပြုမိတ်တင်ခဲ့တာဖြစ်ပြီးမနေ့ကအေဗီလာ20ရက်နေ့မှာခွင့်မပြုနိုင်တဲ့အကြောင်းအကြောင်းပြန်စာရရှိခဲ့တာဖြစ်ပါတယ်။ ထောင်နဲ့တနည်းကြခံနေရတဲ့ဒီမိုကရက်တစ်မြမအသံ DBB သတင်းတော့ကိုစောဖေနဲ့သတင်းတော့တွေအားလုံးလှုပ်ပေးဖို့လာမယ့် AB လ25ရက်နေ့မှာပြည်မော်လမြိုင်နဲ့မကွေးမြို့ကနယ်သတင်းတော့တွေအားလုံးတောင်းဆိုဆန္ဒပြကြမှာဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာတော့လာမယ့်25ရက်နေ့ဆန္ဒပြဖို့ခွင့်ပြုချက်ရရှိထားပြီလို့လည်းသိရပါတယ်ရှင်။ မလေးရှားကမ်းလွန်ပင်လယ်ပြင်မလကာရေလက်ကြားမှာမြန်မာနိုင်ငံကိုဥတီမောင်းနှင်လာတဲ့စင်ကာပူရေနံတင်သင်္ဘောတစ်စင်းကိုပင်လယ်ဓမြတွေကဝင်ရောက်စီးနှင်ပြီးဒီဇယ်စီးဂါလန်၈သိန်းနီးပါးလူရက်ယူဆောင်သွားတယ်လို့မလေးရှားရေကြောင်းရဲတပ်ဖွဲ့ကဒီကနေ့ပြောလိုက်ပါတယ်။လက်နက်ပြေဆောင်ကိန်းဆောင်ထားတဲ့ပင်လယ်ဓမြ၁၂ဦးဟာအင်္ဂါနေ့မနေ့စောစောကသင်္ဘောကိုစီးနှင်ပြီးဒီဇယ်စီးတွေကိုသင်္ဘောနှစ်စီးနဲ့ကက်ထုတ်ယူဆောင်သွားတယ်လို့မလေးရှားရဲရာရှိတွေကသတင်းမီဒီယာတွေကိုပြောပါတယ်။ နာနီဝါမာရူဝမ်လို့အမည်ပေးထားတဲ့ဒီသင်္ဘောပေါ်မှာအင်ဒိုနီးရှား၊ထိုင်း၊မြန်မာနဲ့အိန္ဒိယနိုင်ငံသားသင်္ဘောသားစုစုပေါင်း18ဦးပါဝင်ပြီးသင်္ဘောပေါ်ကအင်ဒိုနီးရှားရာရှိ3ဦးဟာနိုင်ငံကူးလက်မှတ်တွေပစ္စည်းတွေနဲ့အတူပျောက်ဆုံးနေတယ်လို့လည်းဆိုပါရယ်။ဒီဓမြမှုမှာသူတို့3ဦးပါဝင်ပတ်သက်မှုရှိမရှိမလေးရှားရေကြောင်းအာဏာပိုင်တွေကဆက်လက်စုံစမ်းနေတယ်လို့ပင်လယ်ဓမြတွေအနေနဲ့ပြည်မင်းငွေတောင်းတာမရှိတဲ့အတွက်သင်္ဘောရာရှိတွေကိုပြန်ပေးဆွဲတာမဖြစ်နိုင်ဘူးလို့လည်းမလေးရှားရဲတွေကပြောပါရယ်။ ဂျပန်ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီးစင်ကာပူကုမ္ပဏီကနေစီမံခန့်ခွဲနေတဲ့ဒီသင်းမောဟာစတင်ထွက်ခွာခြင်းကဒီဇယ်ဂါလန်ပေါင်းတသန်းကျော်တင်ဆောင်လာတာလို့လဲမလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်ရှင်ဒီညအတွက်သတင်းခဏကိုဒီမြတ်နဲ့ရနာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်မှာပါ ကျွန်မတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေ။ ရဲ့မြင်တမ်းကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါရှင်။အခုဆက်လက်ပြီးတော့သတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာပါ။ကွယ်လွန်သူမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဘာပတိဖွဲ့ဝင်သတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်အောက်မေ့ဘွယ်အခမ်းအနားကိုဒီကနေ့မနေ့9နိုင်ရက်နေ့17နိုင်ရက်ထိရန်ကုန်မြို့ပြည်လန်းကယူတတန်ရိပ်သားမှာကျင်းပခဲ့ပါတယ်။ဆရာကြီးရဲ့လုပ်ဖို့ကိုင်းဘက်တွေရဝေးရနီးယမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဖွဲ့ဝင်တွေနဲ့နိုင်ငံတကာတန်တမန်တွေလည်းတက်ရောက်ကာရဝပြုခဲ့ကြပါတယ်။ဒီနေ့အခမ်းအနားမြင်ကွင်းအကြောင်းကို RFA သတင်းတောက်မတ်စင်မဝင်းက ယူတတန်ရိတ်တာကနေတင်ပြပို့ထားပါရရှင် အခုဒီရန်ကုန်ပြည်လမ်းမပေါ်ယူတတန်ရိတ်တာမှာဆိုလို့ရှိရင်ဆရာကြီးဦးဝင်းတင်အတွက်ဇာပနာအခမ်းအနားကျင်းပနေတာပါအခုခမ်းမထဲမှာဆိုရင်နိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးအင်အားစုတွေတန်တမန်တွေအားလုံးလည်းရောက်ရှိနေကြပါတယ်နောက်ပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေအားလုံးဟာလည်းခမ်းမအပြည့်ပဲရောက်ရှိနေကြပါပြီခမ်းမထဲမှာဆိုရင်တက္ကသိုလ်ကျောင်းသားများတမကအဖွဲ့ဝင်တွေဟာဆရာကြီးဦးဝင်းတင်အတွက်ဝမ်းနည်းတဲ့အထိမ်းအမှတ်နေနဲ့နှင်းစီပန်းတပွင့်စီကိုခမ်းနားတက်ရောက်လာသူတွေကိုဝင်ခနေတာကိုတွေ့ရပါတယ်ဒါအပြင်ဒီဆရာကြီးဦးဝင်းတင်နောက်ဆုံးဝစ်ဆင်ခဲ့တဲ့ထောင်အင်းကြီးအပြာဝစ်ဆောင်ကိုလည်းဒီခမ်းမပြည့်တက် ောက်လာသူတွေကိုဝစ်စင်နိုင်အောင်လို့လိုက်လံဝင်ခနေတာကိုလည်းတွေ့ရပါတယ်။အခုဒီခမ်းမတွေကိုတက်ရောက်လာတဲ့ဘာသာရေးကောင်းဆောင်တွေကလည်းဆရာကြီးဦးဝင်းတင်အတွက်ဂုဏ်ပြုစကားတွေဆရာကြီးဦးဝင်းတင်နိုင်ငံရေးလှုပ်ရှားခဲ့မှုတွေအပေါ်အမှတ်တရစကားတွေပြန်လည်ပြောပြရင်ဆရာကြီးဦးဝင်းတင်အတွက်စူတောင်းစကားတွေလည်းပြောနေကြပါတယ်ရှင်။အခုဒီခမ်းနောက်ရောက်ရှိလာတဲ့ဆရာကြီးဦးဝင်းတင်ရဲ့လှုပ်ဖော်ကိုင်ဘတ်တွေနိုင်ငံရေးအင်အားစုတွေအားလုံးကလည်းဆရာကြီးအတွက်ကိုဝမ်းနဲ့ကြည်ခွဲနေကြတာကိုလည်းတွေ့ရပါတယ်။ပြီးတော့ဆရာကြီးအတွက်ကိုဂုဏ်ပြုစကားတွေဆရာကြီးဖြစ်စေခြင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုလျှောက်လှမ်းကြမယ်ဆိုတဲ့ ဲတန်ဋိဌာန်နေနဲ့သူတို့ကြွေးကြော်နေကြတာကိုလည်းကျမတို့ဒီခန်းလာမှာတွေ့နေရပါတယ်ဝိနည်းစိတ်ချဝိနည်းခံရတဲ့ဘုရားမြေတော်တာကယူယုံရဖြည့်ရင်လည်းအဝိတ္တဒီနေရာကဘုံကျူဒေသဥညုလေးအဲ့ဒီရန်သူကိုယ်တိုင်ကမချီးကျူးပဲမနေနိုင်ဘူးသူ့နောက်ပဲမှာတော့သူ့ရဲ့ မာဂျောခိုင်ဝမ်ရဲ့ဒီစာရှိမျိုးသူ့ပေါ်ပြီးတော့ကြည့်ကြည့်ရအောင်လာကျွန်တော်အားမြတ်ဆက်ဆက်တော့တိကျတာရိုးရိုးသားသားအဲ့ဒီလိုတစ်ချိန်တည်းကတည်းစီစဉ်လာခဲ့ကြတော့ကိုယ်တိုင်ကပြင်ရတယ်ဒီနေ့သူ့ရဲ့ဇာပနာကိုကြည့်ပါနိုင်ငံတော်ဇာပနာမဖြစ်ရပေမဲ့ပြည်သူဇာပနာဖြစ်ခဲ့ပါတယ် ခုဒီခန်းနာကိုတက်ရောက်လာတဲ့နိုင်ငံရေးအင်အားစုတွေနိုင်ငံရေးကျင်းသားဟောင်းတွေကိုဆရာကြီးဦးဝင်းတင်နဲ့ပတ်သက်တဲ့ယူနေရသူတို့ရဲ့ခန်းစားချက်တွေကိုကျမတို့တွားရောက်မေးမြန်းပြစ်ခဲ့ပါတယ်။ဒီလမ်းကလူတိုင်းသွားမယ်လမ်းဆိုတာကျွန်တော်သိတယ်။သို့တော်လေဒီမြှာကျွေတစ်ခွက်ကျွေရက်ကဆောပေါ့နော်။ဆောတယ်လို့ကျွန်တော်မြင်ပါတယ်။အသက်ရွယ်ရပြောတာမဟုတ်ပါဘူး။တန်ဖိုးအရကြီးမားလွန်းတော့ပါကျွန်တော်နိုင်ငံအတွက်ပေါ့နော်။ကျွန်တော်နိုင်ငံအတွက်လုပ်တင်လုပ်ထိုက်တဲ့နိုင်ငံရေးကိုဥဆောင်မှုပေးတယ်။ နော်ဒီစာပေနဲ့အဝါတွေကိုပြုစုပြောဆောင်ပေးတယ်ကျွန်တော်တို့လူငယ်တွေကိုလည်းလူလက်ပိုင်းတွေကိုလည်းဒီနိုင်ငံအတွက်လှုပ်လှုပ်ဖို့ဆိုတဲ့ဟာတွေကိုသူအများကြီးကျွန်တော်တို့စုဆုံးမှပြောသွားတာရှိပါတယ်ဟောဆရာစကားဟာကျွန်တော်တို့တံပိုးမဖြတ်နိုင်တဲ့အ ਨੇ ကပေါ့နော်အဲ့ဒီလိုတံပိုးမဖြတ်နိုင်တဲ့ပုံကူတယောက်ကကျွန်တော်မှရုပ်ကြီးလက်လွတ်ဆုံးရှုံးသွားတဲ့အတွက်ကျွန်တော်တို့နိုင်ငံအတွက်ပါ ဆုံးရှုံးနေနော် နိုင်ငံအတွက် အာဇာနည်ဦးဆုံးရှုံးတယ်လို့ပဲကျွန်တော်အဲ့လိုမြင်ပါတယ်နိုင်ငံရေးသမားတယောက်အနေနဲ့တော့နော်ဘယ်လိုကောင်စိတ်မကောင်းဖြစ်ရတာပေါ့နော်ဝမ်းနေခြင်းနေလည်းဖြစ်ရပါတယ်ဒီလိုလူတယောက်မသေးသင့်မဲ့သေးွားတယ်လို့လည်းတွက်တယ်မသေးသင့်သေးဘူးလို့လည်းထင်တယ်ဘာဆိုတော့စစ်မှန်တဲ့ဒီမိုဒီမရသေးသေး၍မရသေးတဲ့အတွက်ဘဘကြီးသေးွားတာကိုရမ်းနှမြောမိပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အုံနောက်လို့ပြောလို့ရတယ်ဟန်တော်ဒီဦးဝင်းတင်သမနာခန်းတော်ကိုတက်တာအရင်နဲ့ယူချုံမရဖြစ်ပါတယ်ဝမ်းနေနေပါတယ် ဒီအဘာဆုံးမြတ်ချက်တွေချတဲ့အချိန်ကမှဆိုလို့ရှိရင်လည်းသူ့အတွက်ဘာမှမငုတ်ကပ်ဖယ်နဲ့ပြည်သူတွေကိုပဲကြည့်ခဲ့တယ်ပေါ့နော်အဘာဟာတကယ်ကိုဟိုအာကိုရတဲ့အလေးထားရတယ်ပေါ့နော်ဆုံးရှုံးမှုကလည်းအရင်ကြီးပါတယ်ဆရာကြီးဟိုခုလိုမျိုး꽌လုံအောင်ချင်းနဲ့ပတ်သက်လို့ပေါ့နော်ကျမတို့အဖွဲ့ချုပ်တခုလည်းနေနေနာတာမဟုတ်ပါဘူးတိုင်းပြည်တစ်ပြည်လုံးအတွက်နေနာတာဖြစ်ပါတယ်နောက်ဆုံးစကားအနေနဲ့ဆိုလို့ရှိလို့ရှိရင်လည်းကျမတို့မှာကြားခဲ့တာရှိပါတယ်ကိုလှုပ်တင်လှုပ်ထိုက်တာမှန်သမျှကို ပုံသဏ္ဍာန်မျိုးစုံနဲ့လှုပ်သွားဖို့လေကျမတို့တိုက်တွန်းခဲ့ပါတယ်။ဘာမကိုရိုင်းကလည်းဒီနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရင်းနဲ့ပတ်သက်တဲ့အိဆာမန်သမျှကိုသူလုံနိုင်တဲ့ပုံစံနီးမျိုးစုံနဲ့ကျမတို့ကိုဟိုကုညီဆောင်ရွက်ပေးတယ်လို့ဘာမကိုရိုင်းလည်းအဲ့ဒီပုံစံတိုင်းနဲ့ပဲဖြတ်တန်းကြုံလောက်ခွဲပါတယ်။ မတ်စင်မာဝင်းတင်ပြပို့သွားတာပါရှင်။အခုဆက်လက်ပြီးတော့တင်းစားဆရာကြီးဟန်တာရီဥဝင်းတင်ရဲ့နိုင်ငံရေးသမားဘဝအချင်းထောင်ထဲမှာနေခဲ့ရတဲ့အချင်းကာလတွေနဲ့စာပေသမားဘဝအချင်းချုပ်ကိုတင်ပြပေးမှာပါ။ 1930မတ်လ12ရက်နေ့မှာဘကိုးတိုင်းဒေသကြီးဂျိုးပင်ကောင်းမြို့မှာမွေးဖွားခဲ့ပါတယ်။ဆရာကြီးကရန်ကုန်တက္ကသိုလ်ကနေ1953ခုနှစ်မှာအင်္ဂလိပ်စာပေခေတ်သစ်သမိုင်းနဲ့နိုင်ငံရေးသိပ္ပံဘာသာရင်းနဲ့ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ဆရာကြီးက1953ခုနှစ်မှာပဲ AFP သတင်းဌာနမှာစာရေးရေးသားခဲ့တယ်လို့သိရပါတယ်။ဆရာကြီးစာရေးရေးသားချိန်မှာတော့ပေါ်သစ်မောင်ဝင်းထင်ပုံညာမောင်ဝင်းစင်းစတဲ့နာမည်တွေနဲ့စာပေတွေရေးသားခဲ့တယ်လို့လည်းသိရပါတယ်။ဆရာကြီးက1958ခုနှစ်မှာကျင်းမုံသတင်းစာစတင်ထူထောင်ချိန်မှာမှု ဆောင်အိတ်ဒါဖြစ်ပါဝင်ခဲ့ပါတယ်အဲ့လိုပဲ1968ခုနှစ်ကနေ1988ခုနှစ်အထိမန္တလေးထုတ်ဟန်တာရီသတင်းစာမှာအိတ်ဒါတို့ဖြစ်ပါဝင်ခဲ့တယ်လို့သိရပါတယ်ဘယ်တော့မှအညံ့မခံဘူးဘယ်တော့မှလက်မမြောက်ဘူးဘယ်တော့မှဒူးမထောက်ဘူးဘယ်တော့မှဦးမညံ့ဘူး ဆရာကြီးဟာ1988ခုနှစ်စစ်တပ်အာဏာသိမ်းချိန်စက်တင်ဘာလ24ရက်နေ့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်ခြင်းမှာပါဝင်ခဲ့ပါတယ်။အဲဒီနောက်နိုင်ငံရေးလှုပ်ရှားရေး1989ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဆရာကြီးအဖမ်းခံခဲ့ရပါတယ်။အဲဒီအချိန်မှာပဲထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဲ့လိုထောင်နဲ့ကြခန့်နေရတဲ့အချိန်တွေမှာစစ်ထောက်လန်းရေးတွေကဆရာကြီးကိုနိုင်ငံရေးကိုဆွလွတ်မလားထောင်ကထွက်မလားဆိုပြီးညှိနှိုင်းခဲ့ပါအဲ့ဒီဟောက်ဆရာကြီးလုံးဝလက်မခံခဲ့ဘူးလို့သိရပါတယ်ဆရာကြီးထောင်နဲ့ရှိနေစဉ်အတွင်းမှာပဲအမေရိကန်ကွန်ဂရက်နဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရင်ကိုယ်စားလှယ်တွေဆရာကြီးကိုလာရောက်တွေ့ဆုံခဲ့ပါတယ်ဆရာကြီးဟာထောင်နဲ့၅နှစ်ထပ်မံတိုးချခံရပြီးတော့စစ်ခွေးတိုက်ကိုပို့ခံလိုက်ရတယ်လို့သိရပါတယ်အဲ့နောက်မှာပဲဆရာကြီးဟာထောင်နိုင်ငံရေးလှုပ်ရှားမှုတွေစူးစမ်းရင်းနဲ့ထောင်နဲ့အချိန်ချင်းကြောက်ခံရရင်၂၀၀၈ခုနှစ်မှာတော့ဆရာကြီး ထောင်ကနေပြီးတော့လွတ်မြောက်ခဲ့ပါတယ်။ဆရာကြီးထောင်ကလွတ်မြောက်ပြီး2008ခုနှစ်ကနေကွယ်လွန်ခြင်းအထူးကိုဆရာကြီးကနိုင်ငံရေးကျင်းသားတွေကိုကူညီဆောက်ရှောက်ပြီးတဲ့ဝင်းတင်ဖောင်ဒေးရှင်းနောက်ပြီးတော့နိုင်ငံရေးကျင်းသားဟောင်းလူငယ်တွေကိုပံ့ပိုးကူညီပေးနေတဲ့ဒီကျုပ်လူငယ်နိုင်ခြင်းဘုံရင်သားဆိုတာကိုလည်းသူတည်ထောင်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုဆရာကြီးဟာလူငယ်တွေနိုင်ငံရေးကျင်းသားဟောင်းတွေကိုကူညီပံ့ပိုးပြုစုဆောက်ရှောက်ပေးရင်းနဲ့2014ခုနှစ်ဧပြီလ22ရက်နေ့မှာရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပဲကွယ်လွန်သွားတာပါ။ Yeah. Democracy. မျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဘာပတိဖွဲ့ဝင်တင်းစားဆရာကြီးဟန်တာဝရီဦးဝင်းတင်ရဲ့ဇာပနာအခမ်းအနားကိုရန်ကုန်မြောက်ကလပ်ပါမြို့နယ်ရေဝေးတုတ်တံမှာဒီကနေ့နေ့လယ်၁၂နာရီကနေညနေ၅နာရီထိကျင်းပခဲ့ပါတယ်။ဆရာကြီးဦးဝင်းတင်ကိုလေးစားကြည့်ညိုကြတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်အဖွဲ့ဝင်တွေပါဝင်ဂါရဝပြုကြသူအင်အား9000လောက်ထိရှိမယ်လို့ခန့်မှန်းရပါတယ်။ဒီနေ့ရေဝေးတုတ်တံကဆရာကြီးရဲ့ဇာပနာအခမ်းအနားကြောင့် RFA သတင်းတော့မက်ဆင်မာဝင်းကပဲဆက်ပြီးတင်ပြထားပါရရှင်။ 啲嘢會當咁樣衰，而烏雲天空刮雨暴，可能真係唔係啦。你嚟曬呢個南亞呢個南亞地區，啲咩衰嘢烏雲天空啦，刮雨暴呢啲都係正常咯。而家我哋大家民主、民主國度，可以做個可以穩定。但係你睇呢邊呢啲啲咩衰嘢，可以做穩定，可能話嚟時就刮雨暴。當你知我唔係咁多，係啦，我唔係會做穩定，有時呢啲嘢，誒，你話點啊？ နိုင်ငံရေးပါတီရကိုယ်စားလှယ်တွေနောက်ပြီးတော့ဆရာကြီးရဲ့လှုပ်ဖော်ကံပတ်တွေတပည့်သားမြစ်တွေကလည်းဆရာကြီးကိုဂါရဝပြုဖို့အတွက်ကိုရောက်ရှိနေကြပါပြီဆရာကြီးကိုအောင်မေပွဲခန်းနာကျင်းပခဲ့တဲ့ယူတတန်ရိတ်သားကနေလည်းဆရာကြီးအတွက်ကိုပေးပို့ထားတဲ့လွမ်းသူပန်းချင်းတွေကလည်းအခုဆိုရင်ရေဝဲသုတ်တံကိုရောက်ရှိနေပါပြီရှင်အခုကြီးဆရာကြီးကိုဒီခမ်းမရဲကိုရောက်ရှိနေတဲ့ဆရာကြီးရဲ့တပည့်သားမြစ်တွေလှုပ်ဖော်ကံပတ်တွေနဲ့နိုင်ငံရေးကျင်းသားဟောင်းတွေကိုဆရာကြီးအတွက်သူတို့ရင်ထဲမှာဘာတွေခန်းစားနေရလဲဆိုတဲ့နောက်ဆုံးအမှတ်တရစကားတွေကိုကျမတို့မေးပြစ်ခဲ့ပါတယ်ရှင် အဘရဲ့နာမည်လေးနဲ့ဒီခန်းနာကိုဘယ်ကနေလာတက်တယ်ဆိုတာလေးပြောပြပေးပါအောင်အဘလက်ကူးမျိုးနေရမျိုးနေနာရကဥဝင်းတင်ပဲအဘတို့ NLD မှာဆိုဥဝင်းတရနှစ်ယောက်ရှိတယ်အဲတော့အခု꽌လွန်သွားတဲ့အဘတို့ရဲ့ဆရာဥဝင်းတရအဘရဲ့ဆယ်နှစ်ကြီးတယ်အဲတော့အခုဘာဥဆရာဥဝင်းတင်ဆုံးသွားတဲ့အပေါ်မှာအဘအနေနဲ့အဘတို့ဒီမိုကရေစီနေကြီးတစ်စင်း꽌ပြောက်သွားတယ်ဆိုပြီးတော့ခံစားအဲတော့အခု အမတို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနော်အင်အားစုတွေထဲမှာအခုလိုပေါ့နော်ဥဝင်းတင်နေဥဝင်းတင်လေးတွေဥဝင်းတင်လေးတွေအများကြီးပေါ်ပေါက်လာပါစေလို့အဖဆူတောင်းပါတယ်ဥဝင်းတင်ဆိုတဲ့ဒီနာမည်ဟာပေါ့ဒါသတင်းစာ ပါပါသတင်းစာဆရာကြီးလည်းဖြစ်တယ်ဟလားတို့နောက်တစ်ခုကတော့နိုင်ငံရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်တယ်ဒါကဘာလဲဆိုရင်ဘယ်ဆိုမှအတိမတ်ပြုပြုစရာမလိုလူတို့ကအတိမတ်ပြုတာဖြစ်တယ်နောက်တစ်ခုကတော့သူ့ရဲ့ဘဝတစ်ချောင်းလုံးကကျွန်တော်တို့ပြည်သူအားလုံးအတွက်ဟလားဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ရေးဒီမိုကရေစီရေးဟလားတိုင်းရင်းသားတွေရဲ့ဟလားပြည်တော်စုရေး စသဖြင့်ဒီအရေးတွေအပေါ်မှာလူလူဘက်ကမမမမရက်တည်ခဲ့တဲ့အမှတ်အသားတစ်ခုတော့ကျွန်တော်တို့ထင်တယ်ဒီတော့ခုလိုမျိုးဆိုင်ယူဝင်းတင်ကိုပြည်သူပေါင်းကချစ်ခင်လေးစားစွာနဲ့ပေါ့ဗျာသူ့ရဲ့နောက်ဆုံးခြေကိုဂါရဝါပြုတ်နေတဲ့ပုံဟာစသိန်းဝင်းရင်ထားပွဲ ကောင်းပါတယ်ဒါတွေကဘယ်အစိုးရမှခိုင်းလို့မဟုတ်ဘူးအတင်းအကျပ်လုပ်နေကြတာမဟုတ်ဘူးကျွန်တော်လူလူရဲ့စိတ်ထဲမှာဘဘဦးဝင်းတင်လိုလားတဲ့ ဒီမိုကရေစီရေးတွေဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ရေးတွေတိုင်းရင်းသားတွေရဲ့ပြည်တော်စုရေးတွေဘလောက်လိုချင်နေသလဲဆိုတာကိုဖော်ပြနေတယ်လို့ယူဆပါတယ်ဒါတတမန်တဘာဝနဲ့ကြည့်ရင်လူတယောက်ကွယ်လွန်သွားတာဖြစ်တယ်ဒါပေမဲ့တမိုင်းရာကြည့်ရင်ဥဝင်တင်လိုလားတဲ့ဒီနိုင်ငံရေးတောင်းဆိုချက်တွေဟာဘယ်တော့မှမသိဘူးဆိုတာကိုကျွန်တော်တို့ပြတ်ပနေတယ်လို့ပဲကျွန်တော်ခံယူပါတယ်ဗျာ နာမည်လေးနဲ့ဘယ်ကနေလာလဲဆိုတာလေးပြောပြပေးပါဦး။အော်ကျမနာမည်ကဒေါခင်ခင်ဆွေပါ။တာကရမြို့နေကလာပါတယ်ရှင်။ဟုတ်ဒီအခုဘဘရဲ့နောက်ဆုံးခီးအတွက်ကိုအနည်းရဲ့အမှတ်တရစကားလေးပြောပြပေးပါဦး။ကျမကလေဘဘလို့ဘလို့လဲဆိုတော့ဘဘတည်တော့အရန်ဝမ်းနဲ့လို့မဆုံးပါဘူး။တိုင်းပြည်အတွက်အရန်အားရော့ပါတယ်။နောက်ကျမနောက်ဆုံးစကားပါ။ပြည်သူတွေကဝမ်းနဲ့လို့မဆုံးလို့ပင်ပင်ပန်းပန်းနဲ့ယာတိဥထုပူတာတောင်မှနော်ကျမတို့ကအဖအတွက်ဒါနောက်ဆုံးခီးမလို့အားရပါရနဲ့ အရန်ငိုချင်းတယ်အရန်ငိုစာစိတ်ထဲမှာတက်ကြွပြအဘောင်းနောက်ဆုံးခင်းနဲ့လာရောက်တွေ့တာပါကျွန်တော်ကဟိုအေရီတိုင်းဒေတာကြီးပေါ့နော်ဝါခမမြို့နယ်ကျုံမင်းမြို့ကလာတယ်ကျွန်တော်နာမည်ကုဇော်လင်းထွန်းဖြစ်ပါတယ်ဟုတ်ဒီဘဘကိုဘယ်လိုများတည်ထားလဲပြီးတော့ဘဘအတွက်ဒီအရင်ထဲကကိုပြောချင်တာတွေပြောပြပေးပါဦးဘဘကိုဘယ်လိုတည်ထားလဲဒီဘဘရဲ့ဟိုပါပေါ့ထောင်ထဲမှာရေးခဲ့တဲ့ဒီဘာလဲလူငယ်တွေဘာတို့ဒါကျွန်တော်ကဖတ်တယ်ဖတ်တဲ့အခါကျတော့ဘဘထောင်ထဲမှာနှစ်ပေါင်း20ကျော်ပဲပေါ့နော်ဆေးရနာရှင်တွေရဲ့ဒီလို ဗတရားညှင်းမဲ့နှိမ့်ဆက်မှုကိုခံခဲ့တယ်အခုလေဒီတန်နေကြောင့်မဲဘဘအခုလိုပဲဆုံးမသွားပါဘောလေအဲ့တော့ဘဘဆုံးမသွားတာဒီတိုင်းပြည်ရဲ့ပြောင်းလဲမဲ့အခုဒီမိုကရေစီစနစ်မှာအဟန်တားတစ်ခုရောဖြစ်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်တို့လူငယ်တွေအနေနဲ့ကျွန်တော်တို့ဝမ်းနေတယ်နော်ဝမ်းနေတဲ့အနေနဲ့ကျွန်တော်ကဒီလိုမျိုးအဝေးရနေပြီးတော့ကျွန်တော်လာပြီးတော့ဘဘကိုဂုဏ်ပြုတာပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုတန်းစင်ဟုတ်ကဲ့ကျေးဇူးတင်ပါ RF ရဲ့အစီအစဉ်တွေကိုပြည်သက်တွေကြည့်ရှုနေရတာပါအခုဆက်လက်ပြီးတော့တွဲဆုံမေးမြန်းခန်းတစ်ခုကိုလည်းတင်ဆက်ပါဦးမယ်ကွယ်လွန်သူဆရာကြီးဦးဝင်းတင်တီထောင်ခဲ့တဲ့ဒီကျုံနိုင်ချင်းလူငယ်ဘုံရိပ်သားနဲ့ပတ်သက်ပြီးတော့ဒုတိယတာဝန်ခံကိုတန့်စင်ထွန်းကိုမက်စင်မာဝင်းဝင်းကပဲတွဲဆုံမေးမြန်းထားတာတင်ပြမှာပါရှင်ဒီလူငယ်ဘုံရိပ်သားမှာလေလူငယ်ဘလောက်လောက်ဒီဒီကနေပြီးတော့ပေါ့အတမွေးအကြောင်းပြုတ်ပဲဖြစ်ဖြစ်ခုနအကိုပြောသလိုပေါ့တင်းနှံတက်ဖို့ပဲဖြစ်ဖြစ်ဒီလိုမျိုးအတွက်ကိုလာရောက်ပြီးတော့နေထိုင်တဲ့ဒီလူငယ်တွေဘလောက်လောက်ရှိပြီလဲရှင့် ဒီရန်ကုန်ရောက်ရောက်ချင်းကျွန်တော်ကျွန်တော်တို့မှာနေစရာအခက်အခဲတွေ့တယ်နေစရာအခက်တွေ့ဒါမှမဟုတ်ကျွန်တော်ကဟိုကျွန်တော်တို့ဘာသာကျွန်တော်တို့ရက်တည်မယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်နိုင်တယ်ဟိုကျွန်တော်တို့ရထိုက်တဲ့အတံမူဝမ်းကြောင်းကျွန်တော်တို့ကကုမ္ပဏီကြောင်းသားတယ်ကုမ္ပဏီနဲ့အတံမွေးမယ်ဆိုလို့ကျွန်တော်တို့တော့ကရက်တည်ဖို့လွယ်တယ်သူ့ပြင်မဲ့ဟိုကျွန်တော်တို့ထောင်ထဲမှာလိုက်ပြင်ကြမှာဟိုနေခဲ့တဲ့အတူတူနေခဲ့တဲ့လူတွေနဲ့လိုက်တွေ့တဲ့အခါကျတော့သူတို့မှာဟိုနေရနေတဲ့တကြောင်ပေါ့သူတို့ရဲ့နောက်တစ်ခုကနိုင်ငံရေးလမ်းကြောင်းကိုဆက်လျှောက်ချင်တာလေတကြောင်နေစရာထိုင်စရာစားစရာအခက်အခဲဖြစ်နေတာရှိတယ်တချို့ကအဲ့တော့ကျွန်တော်တို့ကုနေမိုးအောင်ရဲ့ကျွန်တော်ရဲ့ဘိုးတော်ခင်ဝင်းဆိုတာရှိပါတယ် ဘုရောခင်ဝင်ဆိုတာဒီပုံရိပ်သားရအဓိကတာဝန်ခံပေါ့ကျွန်တော်တို့တွဲဘက်တာဝန်ခံပေါ့အဲ့မှာဒီဘုရောခင်ဝင်နဲ့ကျွန်တော်တို့တိုင်ပင်ညတယ်တိုင်ပင်ညတဲ့အခါကျတော့ဘယ်လိုလုပ်ကြရင်ကောင်းမလဲပေါ့နော်နိုင်ငံချင်းသားဟောင်းတွေပြန်လွတ်လာပြီဒီမှာစာဝတ်နေရလည်းတိတ်အဆင်မပြေကြဘူးပေါ့အဲ့တော့နိုင်ငံရဲ့လည်းဆက်ပြီးသွားခြင်းတယ်ပြီးတော့နောက်တစ်ဖက်ကလည်းတမွေညောင်ပညာလည်းရှိသေးတယ်ဆိုတော့ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့တိုင်ပင်ညတဲ့အခါကျတော့ကျွန်တော်တို့တိုင်ပင်ညတော့နောက်ပိုင်းမရတော့နဲ့ဒီအဖအစီသွားပြီးတော့ကျွန်တော်တို့အကြံဉာဏ်တောင်းမယ်ပေါ့လိုရရင်ကျွန်တော်တို့ထပ်ပြီးတော့အကူအညီတောင်းကြမယ်ဆိုပြီးတော့အဖအစီကိုကျွန်တော်တို့သွားကြတယ်အဲ့မှာဘဘဝင်းနေစီရောက်ရောက်တယ်ဘဘဝင်းနေရောက်လို့ကျွန်တော်ဘဘကနေမှဒီအကြံဉာဏ်လေးပေးတယ်ပေါ့ မင်းတို့ဘဝင်သားလေးလှုပ်လိုက်ကြပြီးရင်ဒီစီမံချက်လေးတခုရေးရေးလိုက်ပေါ့ရေးငါးစီပေးလိုက်ပေါ့အဲ့နဲ့သူအဲ့လိုပြောတယ်ပြောတော့ကျတော့ဟုတ်ကဲ့ဘာသူကျွန်တော်တို့ရေးလိုက်တယ်ကျွန်တော်မကြောက်ဘူးချက်ချင်းသူစီမံချက်ရေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီလိုင်းမှာဆောင်းပါးတစ်ပုတ်ပါလာတာရှိတယ်ဘာဘာဘဝင်သားနဲ့ပတ်သက်ပြီးတော့အဲ့တော့အဲ့ဒီကနေမှာကျွန်တော်တို့ဗာလဲဆိုတော့ဘဝင်သားဆိုတော့ဖြစ်လာတာပေါ့ဖြစ်လာတော့ကျတော့အဓိကကျွန်တော်တို့ဒီဘဝင်သားမှာအဓိကနေထိုင်ခွင့်ရှိတဲ့အများနေထိုင်ခွင့်ရှိတဲ့စီမံချက်ဟိုဒီဘယ်လိုပြောမလဲနေထိုင်ခွင့်ရှိတဲ့စီကံချက်ပေါ့နော်၄ချက်ရှိပါတယ်အဲ့ဒါဗာလဲဆိုတော့တစ်ကဒီနိုင်ငံကျင်းသားဟောင်းဖြစ်ရမယ်ပေါ့ဟိုနှစ်ကအနရီပါတီဝင်ဖြစ်ရမယ် နောက်3000ဒီလူငယ်ဖြစ်ရမှာပေါ့နောက်တစ်ခုကနံပါတ်4ကပါလဲနိုင်ငံလမ်းကြောင်းပေါ်မှာဆက်ရှောင်နေတဲ့လူဖြစ်ရမှာကျွန်တော်ပညာတစ်ခုတည်းနဲ့လည်းမရဘူးဒီနိုင်ငံလမ်းကြောင်းမှာကိုတက်နိုင်တယ်လို့တရတအားပေါ့နော်ဟိုပါဝင်ပြီးညမှာဒီမိုကရက်တစ်ဒီ transition မှာပါဝင်ပြီးလှုပ်ရှားနေတဲ့လူဖြစ်ရမှာအဲ့ဒီ၄ချက်နဲ့ညီမသားလည်းဒီမှာကျွန်တော်တို့ကနေထိုင်권ရှိတယ်အဲ့တော့ဟိုဘာလဲဆိုတော့အဲ့တော့ကျွန်တော်တို့နေတဲ့ကကျွန်တော်တို့ပထမတော့ကျွန်တော်တို့ရက်တီကြရတာကဒီလိုင်းရောက်ပြီးကညမှာရက်တီတယ်ဒီလိုင်းစာဆောင်တို့ကျွန်တော်တို့ရှင်းကူရက်တီတယ်ဘာဘကလည်းအဲ့မှာဘာပြောလဲဆိုဘာဘကသူကဒီဘာဘဝင်တယ်ကသူ့ဖောင်ဒေးရှင်းကလည်းဟို ပတ်စံထောက်ပံ့မယ်အနောက်ဒီလိုင်းရင်လည်းသူတောင်းမယ်ပေါ့အကူအညီတောင်းမယ်အနောက်လူမှုထောက်ကလည်းအကူအညီတောင်းမယ်နောက်ဒေါကင်ကြီးဖောင်ဒေးရှင်းရင်လည်းအကူအညီတောင်းမယ်လို့သူမက်ဖြူစီကလည်းအကူအညီတောင်းမယ်လို့သူပြောတယ်ပေါ့အဲ့မှာတကယ်လည်းသူတို့အကူအညီကြပါတယ်ဘာကနေမှဟိုဒီလူပေါ့နော်ဟိုမတ်မတ်သားစရာလေးပါဒါလူငယ်လေးတွေအတွက်လည်း lesson ကမ်းလို့ရမယ်အထင်တယ်အဲ့မှာဘာလို့ဆိုဒီနိုင်ငံသမားတယောက်ပေါ့နိုင်ငံသမားတယောက်ကသူသူပြောတယ်ပေါ့ channel ဒီ ideology တွေ channel အတွေးခေါ်တွေအစဉ်ဒီခဏထားပေါ့ဒါတွေကလည်းဟိုရှိရမှာပေါ့နော် channel ဝါတွေလည်းရှိရမှာပေါ့ဒါမို့လို့အရေးကြီးဆုံးပေါ့အခြေခံက ဟိုအရေးကြီးဆုံးစိတ်ဓာတ်ပေါ့အရေးကြီးဆုံးစိတ်ဓာတ်ကဘာလဲဆိုတော့တဲ့ဒီနိုင်ငံသမားတယောက်ကနားများများထောင်ရမယ်တစ်ချက်တဲ့ကျွန်တော်တို့မှားသွားတာပေါ့နားများများထောင်ရမယ်ပေါ့ဟိုနှစ်ချက်ကဘာလဲဆိုကျွန်တော်တို့အဲ့နားများများထောင်လို့ရပြီဆိုကျွန်တော်တို့ဘာလဲဆိုလို့ဖြည့်ရှင်းလေးရှာရမယ်ပေါ့ဖြည့်ရှင်းလေးရှာပေါ့နောက်သုံးချက်ကဘာလဲဆိုကူညီနိုင်ရင်ကူညီနိုင်တယ်လို့ပြောပေါ့လုတ်ပိနိုင်ရင်လုတ်ပိနိုင်တယ်လို့ပြောမကူညီနိုင်ရင်မကူညီနိုင်ဘူးလို့ပုံမှန်လည်းလည်းပြောရတယ်တဲ့ဘယ်တော့မှမလင်အောင်ပေါ့နော်သူနေပြန်ကောင်းလို့ရှိရင်ဟိုကျွန်တော်နဲ့ပေါ့ဒီကွန်ပျူတာတွေနောက်အင်တာနက်သုံးတာတွေနောက်ဒီ Facebook တို့ channel ဒီဟိုပေါ့ ဟို website တွေကြည်တာတွေပေါ့နော်သတင်းတထူးလွန်တို့ RFA တို့ Channel BBC တို့အဲ့ဒီသတင်း website တွေသူအလွတ်ကြည့်ကြည့်ကြံတာလွတ်ကြည့်ကြံတော့ကျွန်တော်ကျွန်တော်ကိုသူကအဲ့ဒါကိုပြောတယ်ဟိုပြောတဲ့ခါကျတော့ဘာဘာရတယ်လို့ကျွန်တော်လုတ်ပေးမယ်လို့ဒီဟိုဒီပြီးသွားလို့ရှင်ပေါ့နော်ဘာဘာကျမကြီးကောင်းလို့ရှင်ကျွန်တော်တို့သူလုတ်ကြတာပေါ့လို့မပူပါနဲ့ဘာမှမခတ်ပါဘူးလို့ဟိုကျွန်တော်လည်းရှိတာပဲလို့အဲ့ဒါမျိုးကျွန်တော်ပြောတယ်အဲ့တော့ဝန်ထဲဆရာကောင်းတာတော့ကျွန်တော်မှလုတ်ခွန့်မရလိုက်တာပေါ့နော်ဘာဘာလည်းခုလိုတိမ်မသွားတာပေါ့ဒါကတော့ကျွန်တော်တင်တယ်သူကျွန်တော်ဘယ်လိုပြောမလဲ ဒီဒီလိုမျိုးပြောတော့ဆိုတော့ဟိုလှုပ်ခွန့်မရလိုက်တာကျွန်တော်တို့လည်းအများကြီးဟိုဘဘောက်ကိုကူညီနိုင်တယ်မကူညီနိုင်ကျွန်တော်တို့လည်းဒီတိမ်မကောင်းဘောเนาะဟိုအဲ့ဒါလေးကတော့ကျွန်တော်ထင်တယ်မေ့မှာမဟုတ်ဘူးကျွန်တော်တို့ကျန်တာလေးကတော့အများကြီးပေါ့ကျေးဇူးတင်ပါတယ်ကိုဟုတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အရဖေရမြင့်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါ ပရိသတ်များရှင်ကျမတို့လွတ်လပ်တဲ့အာရှအတန်း RFA ကရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချက်ပြီးတော့ထုတ်လွှင့်ပေးနေပါတယ်။ညဘက်၈နာရီခွဲမှပုံမှန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုနောက်တနည်းမနဲ့9နာရီခွဲမှတစ်ချိန်နေ့လယ်တနာရီမှတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ဒီအစီအစဉ်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 3ဂျိုရုနဲ့ New Skies ဂျိုရုတွေကနေလည်းဖန်ယူကြည့်ရှုနိုင်တဲ့အကြောင်းကိုသိပေးရပါတယ်။ RFA ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်။လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်။ RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက bamis@rfa.org ဖြစ်ပါတယ်ရှင်။ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပြန်ဆုံပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။